မင်္ဂလာပါရှင်2015ခုနှစ်ဇန်နဝါရီလတတိယပတ်အတွက် RFA ရုပ်သံသတင်းမဂ္ဂဇင်းစီစဉ်ကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမကဟိမဆိုပါ RFA အပတ်စဉ်သတင်းမဂ္ဂဇင်းစီစဉ်ကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီအထိစနေနေ့တိုင်းတင်ဆက်ပေးနေပါတယ်ဒီစီစဉ်ကိုပဲတနင်္ဂနွေနေ့နဲ့တနင်္လာနေ့မနက်9:00နာရီခွဲမှာတစ်ချိန်နေ့လယ်တနင်္လာမှာတစ်ချိန်ပြန်ပြီးထုတ်လွှင့်ပေးသွားမှာပါဒီတစ်ပတ်စီစဉ်မှာပထမအဦးဆုံး တပတ်အတွင်းထူးခြားတဲ့မြန်မာနိုင်ငံဆိုင်ရာသတင်းတွေကိုထုတ်လွှင့်ပေးမှာပါ။အဲဒီနောက်နေပြည်တော်သမရအိမ်တော်မှာပြုလုပ်ခဲ့တဲ့48ဦးဆွေးနွေးပွဲအကြောင်းနဲ့သူရဥရွှေမန်းနဲ့တိုင်းရင်းသားရေးရာဝန်ကြီး29ဦးတွေ့ဆုံပွဲအကြောင်းကိုလည်းထုတ်လွှင့်ပေးမှာပါ။ပြုပြင်ပြောင်းလဲရေးပြည်သူနဲ့နေသလားဝေးသလားလွတ်တော်နိုင်ငံရေးနဲ့လွတ်တော်ပြင်ပနိုင်ငံရေးစတဲ့စတဲ့ဆွေးနွေးပွဲအကြောင်းတွေကိုလည်းပြည်သက်တွေရှုစားရမှာပါ။ မကွေးတိုင်းနှမောက်မြို့မှာဗိုလ်ချုပ်အောင်ဆန်းနှစ်တရာပြည့်မွေးနေ့အထိမ်းအမှတ်ပွဲတော်ကျင်းပဖို့ပြင်ဆင်နေတဲ့အကြောင်းထုတ်လွှင့်ပြီးမှာတော့ဒီတစ်ပတ်အတွက်နောက်ဆုံးစီစဉ်အဖြစ် RFA ကိုရေးတဲ့စာပေးတဲ့စာအစီအစဉ်ကိုပြည်သက်တွေရှုစားရမှာပါရှင်။ဒီတစ်ပတ်အတွက်ပထမဦးဆုံးအစီအစဉ်အဖြစ်ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းထူးခြားတဲ့မြန်မာနိုင်ငံဆိုင်ရာသတင်းတွေကိုထုတ်လွှင့်ပေးမှာပါ။ ကျမတို့ဝိုင်းတော်သူမခတ်မာကစီစဉ်တင်ဆက်ထားပါတယ်ရှင်မင်္ဂလာပါရှင်။တပတ်အတွင်းသတင်းအစီအစဉ်ကကြိုဆိုပါရစေ။လက်ရှိပြုလုပ်နေတဲ့ဆွေးနွေးပွဲကိုအနှစ်သာရရှိတဲ့တွေ့ဆုံဆွေးနွေးပွဲလို့သတ်မှတ်ဖို့ခက်ခဲတဲ့အကြောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြောလိုက်ပါရစေ။ ဇန်နဝါရီလ12ရက်နေ့ကသမရအိမ်တော်မှာပြည်လုပ်ခဲ့တဲ့48ဦးဆွေးနွေးပွဲအပြီးမှာ NLD ကကြေညာချက်ထုတ်ပြန်ပြောကြားလိုက်တာပါတွေ့ဆုံပွဲမှာဒေါင်ဆန်းစုကြည်ကအစိုးရအနေနဲ့ပြုပြင်ပြောင်းလဲခြင်းနဲ့ဆန္ဒအားနည်းပြီးအခြေခံဥပဒေပြင်ဆင်ဖို့လဲဆန္ဒထက်သန်မှုမရှိတဲ့အကြောင်းဘ ਹੁ ချုပ်ကင်မှုကိုဆက်လက်ကျင့်သုံးနေပြီးလွှတ်တော်နဲ့ပူးပေါင်းဆောင်ရွက်မှုအားနည်းနေတဲ့အကြောင်းအာဂရီလိုက်ဆောင်မှုကိုမထိန်ချုပ်နိုင်ကြောင်းတရားစီရင်ရေးမှန်းနိုင်ကိုအုပ်ချုပ်ရေးမှန်းနိုင်ကဝင်ရောက်ဆွတ်ဖက်နေကြောင်းစသဖြင့်ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ် ဒါအပြင်ငញ្ញံရေးဖြစ်စဉ်နဲ့အမျိုးသားပြန်လည်စီလုံးညီညွတ်ရေးကိုတပြိုင်တည်းဆောင်ရွက်တင်ကြောင်းနဲ့ငញ្ញံရေးဖြစ်စဉ်ကိုအကြောင်းပြပြီး၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကိုမရှောင်ရှားတင်ကြောင်းဆွေးနွေးခဲ့တယ်လို့လည်း NLD ပါတီရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်ရှင်။ပြည်ထောင်စုလွှတ်တော်နာယကဒူရဦးရွှေမန်းဟာတိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့ဥပဒေချမ်းနဲ့ပတ်သက်ပြီးတိုင်းရင်းသားရဲ့ရာဝန်ကြီး28ဦးနဲ့နေပြည်တော်စပူတိရိခမ်းမဆောင်မှာဇန်နဝါရီလ23ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲဟာတိုင်းရင်းသားစီလုံးညီညွတ်ရေးနဲ့အမျိုးသားပြန်လည်တင်းမြန်ရေးအတွက်အထောက်အကူပြုတယ်လို့ဦးရွှေမန်းကပြောပါတယ်။တိုင်းရင်းသားရဲ့ရဝန်ကြီးတွေကလည်းဒီဥပဒေကြမ်းမှာ ပြင်ဆင်ဖြည့်ဆွတ်ချင်တာတွေကိုတင်ပြခဲ့တယ်လို့သိရပါတယ်ရှင်။ညေရပိုင်ဆိုင်ခွင့်အကြောင်းမပါပဲလူအခွင့်အရေးကိစ္စတွေကိုပြောမယ်ဆိုရင်မပြည့်စုံနိုင်ဘူးလို့ American လူအခွင့်အရေးကိုယ်စားလှယ်အဖွဲ့ကမြန်မာအစိုးရလူအခွင့်အရေးဆိုင်ရာတာဝန်ရှိသူတွေကိုဇန်နဝါရီလ15ရက်နေ့ကပြောကြားလိုက်ပါတယ်။ ြပြည်တော်မှာကျင်းပနေတဲ့လူအခွင့်ရေးဆိုင်ရာအမေရိကန်မြန်မာဆွေးနွေးပွဲဒုတိယမြောက်နေ့မှာအမေရိကန်ကိုယ်စားလှယ်တွေကအခုလိုပြောခဲ့တာလို့အမေရိကန်တန်ယုံ Facebook လူမျိုးရေးကွန်ရက်ဆာမျက်နှာမှာဖော်ပြထားပါတယ်။ညရာပြဿနာကိုလူတိုင်းကပြောဆိုနေကြကြောင်းဒီပြဿနာဟာလူတွေရဲ့နေစဉ်သဘောတွေအပေါ်တက်ရောက်နေတဲ့နံပါတ်၁လူအခွင့်ရေးကိစ္စလို့နားလည်ထားကြတဲ့အကြောင်းအမေရိကန်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malanowski ကပြောလိုက်ပါတယ်။ ညနေပိုင်းမှာတော့အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးကော်မတီနဲ့တွေ့ဆုံခဲ့တယ်လို့လည်းသိရပါပါတယ်ရှင်။ကရားပြည်နယ်အခြေစိုက်ကရားမျိုးသားပါတီ၊ကရားလူမျိုးစုဒီမိုကရေစီပါတီနဲ့လူမျိုးပေါင်းစုံဒီမိုကရေစီပါတီကရားပြည်နယ်တို့ဟာမဟာမိတ်ပါတီတွေအဖြစ်ပူးပေါင်းလိုက်ကြောင်းဇန်နဝါရီလ12ရက်နေ့ကကြေညာလိုက်ပါတယ်။ 2015ရွေးကောက်ပွဲမှာအပြန်အလှန်ကူညီပြီးကြားပြည်နယ်အစိုးရဖွဲ့စည်းနိုင်အောင်ကြိုးစားသွားမယ်လို့ကြားလူမျိုးစုဒီမိုကရေစီပါတီကပြောပါတယ်ပါတီသုံးခုပူးပေါင်းထုတ်ပြန်တဲ့ကြေညာချက်မှာတရားမျှတပြီးကိုယ်တိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ Federal စနစ်ပေါ်ပေါက်လာဖို့လူထုကိုကိုစားပြုမဲ့ကိုယ်စားလှယ်တွေကိုလူထုကိုယ်တိုင်ရွေးချယ်နိုင်ဖို့ပြည်ရင်းငြိမ်းချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးပြည်ပြည်ပြင်းဖြစ်လာဖို့ဒေသတွင်းနိုင်ငံရေးအင်အားစုတွေနဲ့ပြည်သူလူထုပါဝင်တဲ့ညီလာခံတရက်ကျင်းပနိုင်ဖို့စတာတွေကိုဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်ရှင်။ ပြီးခဲ့တဲ့ဒီဇင်ဘာလကဖြစ်ပွားခဲ့တဲ့လက်ဘရောင်းတောင်ပြိပခါမှာရဲတပ်ဖွဲ့ဝင်တွေကအကြမ်းဖက်နှိမ်နင်းရေးလက်နက်တွေကိုစနစ်တကျကင်တွေအသုံးမပြုခဲ့တဲ့အတွက်နှစ်ဖက်ထိခိုက်မှုများခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကဇန်နဝါရီလ14ရက်နေ့ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။လုံခြုံရေးစီမံချက်မှာပါတဲ့ညွှန်ကြားချက်တွေကိုစနစ်တကျမလိုက်နာတဲ့ရဲတပ်ဖွဲ့ဝင်တွေကိုဖော်ထုတ်အရေးယူရမှာဖြစ်တယ်လို့လက်ဘရောင်းတောင်ပြိပခါကိုတွားရောက်စုံစမ်းစစ်ဆေးခဲ့တဲ့အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်ဒေါက်တာညံစောကပြောပါတယ်။ ဒါအပြင်တောင်သူဒေါ်ခင်ဝင်းတေဆုံမှုနဲ့ပတ်သက်ပြီးတေမှုတေခင်နဲ့ဆက်ဆက်ရေးယူဆောင်ရွက်တဲ့နယ်လို့လည်းဖော်ပြထားပါတယ်လဘရောင်းတောင်ကျင်းနေစီမံကိန်းဒေသလိတ်ခွန်တောင်ချီမှာဒီဇင်ဘာလ22ရက်နေ့ကဝမ်ပောင်ကုမ္ပဏီကခြံစည်းရုပ်ခရမှာတားမြစ်ခဲ့တဲ့ဒေသခံတောင်သူတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေပြိပခဖြစ်ပွားပြီးတောင်သူဒေါ်ခင်ဝင်းတနတ်တီမှန်တည်ဆုံးခဲ့တာဖြစ်ပါတယ်ရှင်။ ကချင်ပြည်နယ်မှာတရုတ်နိုင်ငံသားတွေတရားမဝင်တစ်ခိုးထုတ်တာဟာတိုင်းပြည်ရဲ့တယံစာတာဆုံးရှုံးတဲ့အပြင်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုပါထိပါခံရတာဖြစ်ကြောင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့တက်တော်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေးမြင့်မောင်ကဒီနေ့ပြောလိုက်ပါတယ်။နေပြည်တော်က Grand Amara Hotel မှာကျင်းပတဲ့မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတစ်ကုံသွဲမှုစီမံအုပ်ချုပ်မှုနဲ့လုံထုံးလုံနည်းစနစ်များဆိုင်ရာအလို့ယုံဆွေးနွေးပွဲမှာဒုတိယဝန်ကြီးဦးအေးမြင့်မောင်ကပြောခဲ့တာပါ။ ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာဒီလ2ရက်နေ့ကနေ10ရက်နေ့အထိတပ်မတော်ကနင်းမြေရှင်းလင်းရေးလုပ်ခဲ့စဉ်မှာတစ်ခိုးထုတ်သူတရုတ်နိုင်ငံသား132ဦးမြန်မာနိုင်ငံသား19ဦးနဲ့အတူတစ်မျိုးစုံအလုံးပေါင်း1300ကျော်ငွေရည်စေးဝါးတွေမော်တော်ယာဉ်တွေနဲ့ဆက်ရန်တရား900နီးပါးဖမ်းဆီးရမိခဲ့ပါတယ်ရှင်။ တပတ်အတွင်းထူးခြားတဲ့သတင်းတွေကိုမက်ခတ်မာကတင်ပြပေးခဲ့တာပါရှင်။အခုဆက်ပြီးသတင်းပေးပို့ချက်တွေကိုဆက်လိုက်ထုတ်လွှင့်ပေးမှာပါ။သမရဦးသိန်းစိန်ရဲ့ဖိတ်ကြားချက်အရနိုင်ငံရေးပါတီခေါင်းဆောင်တွေတိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင်တွေနဲ့တိုင်းရင်းသားရေးရာဝန်ကြီးတွေဟာဇန်နဝါရီလ12ရက်နေ့ကနေပြည်တော်သမရအိမ်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ RFA ဝိုင်းတော်သားကိုခမောင်စိုးမင်းကတင်ပြထားပါရှင်။ဒီကနေ့သမရကဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဤထောင်စုလွတ်တော်နာရီကတူရာဥရွှေမန်းတမတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တို့လည်းတက်ရောက်ကြပါတယ်ရောက်လာကြတဲ့သူတွေကိုပြန်ကြရေးဝင်ကြီးဦးရဲထွန်းနဲ့သမရဦးသိန်းစိန်တို့ကကြိုဆိုကြပါတယ်။ အဲ့ဒီဆွေးနွေးပွဲဟာတကားပိတ်ဆွေးနွေးပွဲဖြစ်ပေမဲ့ဘာအကြောင်းအရာတွေတိုင်ပင်ခဲ့တယ်ဆိုတာပြန်ကြားရေးဝန်ကြီးဦးရဲထွတ်ကသတင်းစာရှင်းလင်းပွဲပြုလုပ်ပါတယ်ပါကြီးဒီမိုကရေစီအတွင်းကုလရေးနေပြုပြင်ကြောင်းလဲရေးများဆက်လက်ဖြစ်သွန်းစေရေးကိစ္စကာကွယ်ဒေညာရေးဖြစ်စဉ်ကိုအခြေခံပြီးမျိုးသားပြန်လဲစီလုပ်ညူညူရေးဆိုင်ရာနိုင်ငံရေးဆွေးနွေးပွဲများစတင်ကျင်းပနိုင်ရေးကိစ္စဒါနဲ့လွတ်လပ်ရေးတရားမျှတသော 2015ခုနှစ်ပြည်သူ့ရေကောက်ပွဲများအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးမြင်သာသောအတွင်ကူးပြောင်းမှုနိုင်ငံရေးလုပ်ငန်းစဉ်များပေါ်ပေါက်ရေးနှင့်ကြားရှိနေသည့်ဒီဂျာကာကနိုင်ငံရေးတည်ငြိမ်မှုရှိရေးကိစ္စလို့ပါဝင် နိုင်ငံရေးကိစ္စရပ်များကိုပြုတော်ဒီဒီမှယင်းဤကွန်လင်းစွာအပြန်အလှန်ဆွေးနွေးဖြေရှာခဲ့ကြပါသည်အဲ့ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီးဒေါအောင်ဆန်းစုကြည်ကသူ့ရဲ့သဘောထားကို အခုလိုပြောပါတယ်။ဒါဒါနဲ့6ပွင့်ဆိုင်ကိုအစားထုတ်လို့မရအောင်။ဘာလို့လဲဆိုတော့အခု အဲဆွေးနွေးတဲ့ဟာတွေက၆ပွင့်ဆိုင်ပုံစံမှမဟုတ်ပဲတိုင်းပြည်တိုင်းတိုင်းပြည်နေတိုင်းသားဝင်ကြီးတွေပါတယ်လေတိုင်းသားဝင်ကြီးတွေဆိုတာတကယ်တော့ဒါအစိုးရအဖွဲ့ပဲတိုင်းသားဝင်ကြီးတွေတူတူဆင်ဆွေးနွေးတယ်ဆိုတာဒါတစ်မျိုးပေါ့ဒါအစိုးရအဖွဲ့နဲ့နိုင်ငံရေးပါတီတွေနဲ့ဆွေးနွေးရလားဟိုအန်တီရောအမြင်မှာတော့ဘယ်လိုမူအရာ ဒီပုံကိုတွေဖိတ်လဲဆိုတာအန်တီတော့မရှင်ဘူးသားတို့ရှင်းရင်အပြီးကိုပြောပြဆိုတော့တို့အနေနဲ့တော့ဖွဲ့ချုပ်အနေနဲ့တော့ဘယ်ဘယ်လိုမှုကိုအခြေခံပြီးတော့ဒီပုံကိုတွေရွေးပြီးဖိတ်လဲဆိုတာမသိဘူးဘာဆိုနေနဲ့စဉ်းစားရခက်တယ်ဒါပါတီပါတီကောင်းဆောင်တွေလည်းမဟုတ်ဘူးလွတ်တော်တွေကအဖွဲ့ကောင်းဆောင်တွေလည်းလည်းမဟုတ်ဘူးအဲ့တော့ဘယ်လိုဘယ်လိုဟာဘာကိုအခြေခံပြီးဖိတ်မှန်းကုန်သိဒီပုံအခြေခံဥပဒေနဲ့ပတ်သက်လို့လွတ်တော်ကတာဝန်ယူပြီးတော့တော့လွတ်တော်မှာသာတာဝန်ရှိတယ်ဆိုတာအန်တီလက်မခံဘူးနော် ဘတ်ဆက်ဒါအားလုံးမှာတာဝန်ရှိတယ်ပြည်သူမှာလည်းတာဝန်ရှိတယ်ဒါကြောင့်မလို့ပြည်သူရဲ့စန္ဒာကိုအန်တီတို့လိုက်ပြီးလေ့လာတယ်လေ့လာတဲ့အခါကျတော့ပြည်သူကလည်းသူတာဝန်ကြီးတယ်သူတို့ရဲ့စန္ဒာသဘောထားကိုသင်ပြတယ်အဲ့နဲ့ပတ်သက်လို့တယောက်ကတော့ပြည်သူလူထုကနေပြီးတော့စာဝတ်နေအဲကိုပဲစိတ်ဝင်စားတယ်ပေါ့နော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုစိတ်ဝင်စားဘူးလို့ပြောသွားတယ်အန်တီကတော့စဉ်းစားမိပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြည်သူလူထုကစိတ်မဝင်စားဘူးဆိုတဲ့ဟာကိုလက်ခံရမယ်ဆိုလို့ရှိရင် ဟို2008တုန်းက82ဟို62ရာခိုင်နှုန်းကျော်ကထောက်ခံပါတယ်ဆိုတဲ့ကိစ္စကိုအများကြီးပြန်စဉ်းစားရတော့မျိုးဖြစ်နေမှာဘင်းနဲ့လုံးဝစိတ်မဝင်စားဘာမှမသိတဲ့ပြည်သူလူထုက62ရာခိုင်နှုန်းကျော်နဲ့ထောက်ခံထားပါတယ်ဆိုရင်တော့ဒါတခုခုတော့အရှိအနောက်မနေဘူးလို့ပြောရမှာပဲရှန်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌဦးခွန်ထွန်းဦးကလည်းဒီနေ့ဆွေးနွေးပွဲဟာထိရောက်မှုမရှိဘူးလို့ဆိုပါတယ်မနှစ်2014အောက်တိုဘာလကုန်ကလည်းသမရဦးသိန်းစိန် ကာကွယ်ရေးဦးစီးချုပ်ပြည်သူ့လွတ်တော်ဥက္ကဋ္ဌနဲ့ဒေါအောင်ဆန်းစုကြည်တို့အပါအဝင်နိုင်ငံရေးခေါင်းဆောင်14ဦးဟာတမရအိမ်တော်မှာပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်ခင်ဗျာ RFA ဝိုင်းတော်သားကိုခမောင်စိုးမင်းကတင်ပြပေးခဲ့တာပါရှင်ပြည်အောင်စုလွှတ်တော်နာကသူရဦးရှိမန်းဟာတိုင်းရင်းသားရေးရာဝင်ကြီး29ဦးနဲ့နေပြည်တော်မှာဇန်နဝါရီလ23ရက်နေ့ကတွေ့ဆုံခဲ့ပါတယ် RFA ဝိုင်းတော်သားကိုကျော်မင်းထွန်းကတင်ပြထားပါတယ်ရှင်သူရဦးရှိမန်းနဲ့ တိုင်းရင်းသားဝန်ကြီး29ဦးတွေ့ဆုံဆွေးနွေးရမှာဤတော်စုလွှတ်တော်မှာဆွေးနွေးနေတဲ့တိုင်းရင်းသားလူမျိုးများအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေကြမ်းကိစ္စနဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တိုင်းရင်းသားဝန်ကြီး2ဦးကတောင်းဆိုခဲ့တဲ့ဆက်နှစ်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကိစ္စတွေကိုအဓိကထားဆွေးနွေးတယ်လို့သိရပါတယ်ရန်ကုန်တိုင်းဒေသကြီးရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးစော်အေးမောင်ကဆန္ဒပွဲဆိုင်တွေ့ဆုံဆွေးနွေးကျင်းပပေးဖို့တောင်းဆိုခဲ့တာနဲ့ပတ်သက်ပြီးဒီနေ့ပွဲမှာရှင်းပြခဲ့တယ်လို့ဆွေးနွေးပွဲအပြီးသတင်းတောက်တွေကိုပြောပါတယ် ောက်တစ်ခုကတော့ဒါ6ပွင့်ဆိုင်12ပွင့်ဆိုင်နဲ့ပတ်သက်လို့ပေါ့နော်ဒါရန်ကုန်တိုင်းဒေသကြီးလွတ်တော်နဲ့စကိုင်းတိုင်းဒေသကြီးလွတ်တော်မှာအဆိုတင်ခဲ့တာရှိတယ်လေအဆိုတင်တာနဲ့ပတ်သက်လို့ဒါဟိုပေါ့အဆိုတင်တဲ့အဆိုရှင်တွေက12ပွင့်ပြည်တော်စုလွတ်တော်ကဆိုတင်သွင်းလိုက်တဲ့အဆိုကိုကန့်ကွက်တာမဟုတ်ဘူးတိုင်းရင်းသားတွေပုံမူပြီးတော့စိတ်ဆက်တာမှာတိုင်းရင်းသားစက်တာမှာကျန်တဲ့တိုင်းရင်းသားတွေပါဝင်ဖို့အတွက်တင်ပြတာဖြစ်တယ်ဆယ်နှစ်ပွင့်ဆိုင်လို့ပြောတာမဟုတ်ဘူးဆိုပြီးတော့ ရှင်းပြကြတယ်ဦးစောထွန်းအောင်မြင်ဦးလွတ်ထန်ကဲ့အဲ့ဒါလေးဒီပဲတိုင်းရင်းသားလူမျိုးများအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေကြမ်းကိုပြည်သူ့လွှတ်တော်မှတင်သွင်းခဲ့တဲ့ကိုခိုင်မျိုးနယ်မဲဆန္ဒနယ်ကကချင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်နဲ့ပြည်သူ့လွှတ်တော်ဥပဒေမူကြမ်းကော်မတီဥက္ကဋ္ဌဦးတီခွန်မြတ်ကတော့ဒီဥပဒေမူကြမ်းနဲ့ပြည်တော်စုလွှတ်တော်ကချမှတ်ခဲ့တဲ့6ပွင့်ဆိုင်တွဲဆုံဆွေးနွေးအဆိုသဘောထားကိုတရင်တော့တွေကိုပြောကြားခဲ့ပါတယ်။ဝင်ခဲ့တဲ့အချိန်မှာမိမိတို့နိုင်ငံမှာပါတီဟောဟောပေါ့လေ ွဲ့စည်းပုံအခြေခံမှာဥပဒေ၃ခုရှိခဲ့တယ်။ဖွဲ့စည်းပုံအခြေခံဥပဒေ၃ခုစလုံးမှာတိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကိုဖော်ပြထားပြီးမဲလို့ဒီဟာစာအုပ်ထဲမှာပဲရှိတယ်။လက်တွေ့အကောင့်တွေဖော်မဲ့နေရမှာလက်ဆုပ်လက်ကင်ဥပဒေမရှိတဲ့အတွက်တန်တရားစိတ်တွေကအများတန်းဝင်နေတယ်။ဒါတွေကိုပျောက်ပြယ်သွားပြီးဆိုလို့ရှိရင်တိုင်းရင်းသားဆိုတာအလုံးဟာလာစီလုံးညီညွတ်မှု ရောဟာလာမျိုးသားပြန်လဲ အဲဟိုဘောတင်မြဲရေးတွေရောအကုန်အထောက်အပြုသွားနိုင်တာပေါ့ကိုတိုင်ကစတင်ပြီးမှရေးဆွဲထားခဲ့တဲ့ဥပဒေဖြစ်တဲ့အတွက်အခုပြန်ပြင်တဲ့အချိန်မှာလည်းမိမိတို့ပါတီမှာတာဝန်ရှိတယ်တာဝန်ရှိလို့ငါကနိုင်ငံတော်ကအကြတေးမဖြစ်အောင်ဆိုပြီးနဲ့၆ပွင့်ဆိုင်တွေကိုလွတ်တော်မှာပြည်တော်စုလွတ်တော်မှာဆွေးနွေးထားတာ ဖြစ်ပါတယ်ဒါတွေကညင်ညင်ဒါဒါလေးနဲ့ဟာလာဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုခြေတက်နေခြင်းပဲဖြစ်ပါတယ် လူတော်ဦးရှင်မန်းကတော့6ပွင့်ဆိုင်12ပွင့်ဆိုင်ဆိုတာထက်အလုပ်ဖြစ်ဖို့သာအရေးကြီးတယ်လို့ဆိုပါတယ်။ဘာမှအထူးမရှိပါဘူး။တို့ကတော့2ပွင့်လဲရတယ်။3ပွင့်လဲရတယ်4ပွင့်လဲရတယ်6ပွင့်လဲရတယ်12ပွင့်လဲရတယ်။အရေးကြီးတာကအလုပ်ဖြစ်ဖို့ပဲ။အလုပ်ဖြစ်ဖို့အတွက်ပဲဒါအတွက်ပဲစဉ်းစားပါ။မကြာခင်ကျင်းပမယ့်ပြည်တော်စုလွတ်တော်မှာဒီတိုင်းရင်းသားလူမျိုးတွေရဲ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေကြမ်းကိုဆွေးနွေးမယ်လို့ပြရပါတယ်။ ်ကြာနဲ့ပြန်လည်ထုတ်ဝေခြင်းမိတ်ဆက်အခမ်းအနားကိုရန်ကုန်မြို့ Central Hotel မှာဇန်နဝါရီလ23ရက်နေ့ကကျင်းပခဲ့ပါတယ်။အဲ့ဒီအခမ်းအနားမှာပြုပြင်ပြောင်းလဲရေးပြည်သူနဲ့နေသလားဝေးသလားဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲစကားဝိုင်းတစ်ခုကိုလည်းပြုလုပ်ခဲ့ပါတယ်။ RFA သတင်းတော်မတ်ဝေမာထွန်းကတင်ပြထားပါရှင်။ ပြုပြင်ပြောင်းလဲရေးပြည်သူနဲ့ဤတလားဝေးတလားဆိုတဲ့ကောင်းစဉ်နဲ့ပြည်ကြ ాయి ဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးရထွတ်68မျိုးဆက်ငိမ့်ချိုင်းနဲ့ပွင်လင်းလူအဖွဲ့စည်းကောင်းဆောင်ဦးကိုကိုကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်နဲ့စီးပွားရေးပညာရှင်ဦးကျော်ဝင်းတို့ကပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ဒီကအလျှော်ပေးပြီးတော့ပြောရရင်တော့လူသားပြန်လဲတင့်မြတ်ခြင်းလို့ဒီဖွဲ့စည်းပုံရဲ့အားနည်းချက်ကြိုးရင်းချက်တွေကိုကြည့်ပါနဲ့လို့ပြောပြောနေပြီးတော့ဖွဲ့စည်းပုံပြင်ဆင်မှုဒုဗန်းနေတယ်ဒုဗန်းမှုဆိုတော့ပြည်သူတွေနဲ့ပြည်အားကတော်တော်နီးတယ်ဆိုချင်တယ် အဲ့ဒီနည်းတဲ့လှရှားမှုကိုအစိုးရကဆို၎င်းဒီထွတ်တော်ကဆို၎င်းဒါကိုပြင်ဆင်မှုငင်းဆန်တယ်ဆိုရင်အဲ့ဒီဆောင်ရွက်မှုကတော့ပြည်သူတွေနဲ့ဝေးသောလှရှားမှုဆုံးဖြတ်မှုတွေကိုပြောလို့ရတယ်မြင်တယ်လက်ရှိမြန်မာနိုင်ငံရဲ့အကြက်အတဲကိုအကောင့်ထဲပေါ်ဖို့အတွက် အကြံပြုချက်တိုင်းကိုညင်းပယ်တာမရှိကြ။ပြောင်စုဝင်ကြီးဦးရထွတ်ကအခုလိုရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ပေါ့ပွင့်ဆိုင်ကိုပါလို့ဒီစားတော့ကျွန်တော်တို့တမန်အကြီးတွေနဲ့ကတော့တကယ်တော့ပြောရရင်ဟဲ့လား ဒိုင်လော့ကာချောက်ကိုစိတ်ပါလက်ပါလုပ်ခဲ့တာကလုံးနဲ့တတိပြန်တယ်။ဒါကြောင့်ကျွန်တော်တို့ကဘယ်အဆိုမှမပြစ်ဘူး။တိုးတော့အဆိုတစ်ခုကိုကျွန်တော်တို့သွားမယ်ချိန်မှာတတ်နိုင်တယ်များပြစ်ဆို။ဒီကနေ့ကျွန်တော်တို့ကအများကြီးပေါ်တော့တာပါလေ။အများကြီးပေါ်မှာလူတွေရဲ့အကြံပြုချက်တွေအများကြီးလာ။အဲ့ဒီအကြံပြုချက်တွေမှာဟာလာ key player တွေကအဲ့ဒါကိုနားထောင်လိုက်မှအပေါ်တစ်ပြည့်နဲ့ချင်းချင်းသွားတဲ့အခါချက်လက်ပို့ဆိုပါ လက်ရှိအစိုးရရဲ့ပြုပြင်ပြောင်းလဲရေးတွေဟာဖြေလျှော့တဲ့အစ်စ်မှသာရှိနေပြီးဖြေလျှော့ရမှာတော့ကန့်သက်ချက်တွေရှိနေတယ်လို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်ကဆွေးနွေးခဲ့ပါတယ်။တကယ်တော့ပြုပြင်ပြောင်းလဲမှာအစဉ်ပေါင်းလို့ရှိတယ်။အခုကဖြေလျော့တဲ့အရှင်တကယ်တော့ဒီလိုစီအတွင်ပြုပြောင်းတဲ့အစဉ်တော့မရောက်သေးဘူး။နောက်တစ်ခုကဒီလိုစီခိုင်မာအောင်တိဆောက်တဲ့အစဉ်တော့မရောက်ဘူး။ဖြေလျော့တဲ့အစဉ်တော့လွတ်လွတ်လပ်ဖြေလျော့မဟုတ်သေးဘူးလေ။အကန့်အသတ်အချို့ချက်လည်းဖြေလျော့ စီးပွားရေးပညာရှင်ဦးကျော်ဝင်းကအစိုးရနဲ့ပြည်သူကြားနှီးစပ်မှုရှိစေရေးတို့အတွက်လိုအပ်တဲ့အချက်တွေကိုထောက်ပြခဲ့ပါဗျ။အဲ့တော့ဒေါက်ဆင်ဝင်းဘောင်တောင်းဆိုတာလေဒီနေ့တူပဲကိုထင်းကျော်ဘောင်တောင်းဆိုတာလေသူတို့တွေဒီဥပဒေဘောင်ကနေညှိစွမ်းတာတွေရှိကောင်းရှိလိမ့်မယ်ဒါကိုကျွန်တော်တို့လက်ခံတယ်တို့တော့သူတို့ဘာတွေကိုတောင်းဆိုတာလဲဆိုတာကိုကျွန်တော်တို့လက်ရှိတောင်းယူနေတဲ့အဖွဲ့အစည်းကမြင်အောင်ကြည့်ပြီးတော့တို့ဘာတွေလုပ်နေလဲဆိုတော့သင်္ကန်းစာယူပြီးမှသာရှေ့ကိုလမ်းမှာလာကျွန်တော်တို့လမ်းတဲ့အလမ်းက south step ဖြစ်မှာ ဲ့ဒီလိုမျိုးဖဲနဲ့ကျွန်တော်တို့ကပဲအုပ်ချုပ်ရေးရှိတော့မှာပဲကြည့်နေမယ်ဆိုလို့ရှိရင် truck TRUST truck ဆိုဘယ်တော့မှမရနိုင်မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးတွေနဲ့ပတ်သက်ပြီးဒီနေ့ဆွေးနွေးရမှာတော့လက်ပတောင်းတောင်အရေးမှာအစိုးရရဲ့ဖြည့်ရှင်းမှုတွေဗဟိုအုပ်ချုပ်မှုရှိနေစေကိစ္စရပ်တွေ၆ပွင့်ဆိုင်တွဲဆောင်ဆွေးနွေးရေးတွေကိုညှင်းပယ်နေတာတွေကိုဝေဖန်ထောက်ပြခဲ့ကြပါတယ်ရှင်။လှတ်တော်နိုင်ငံရေးနဲ့လှတ်တော်ပြင်ပနိုင်ငံရေးမှာဘယ်လှုပ်ရှားမှုက ပြည်သူအကျိုးစီးပွားကိုပုံမဖော်ဆောင်နိုင်တယ်လဲဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲတစ်ခုကိုရန်ကုန်မြို့တော်ဝင်နှင်းစီခန့်မမှာဇန်နဝါရီလ10ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ RFA သတင်းနောက်မဆန်းမော်အောင်ကတင်ပြထားပါတယ်ရှင်။မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာလွှတ်တော်ရဲ့ဆောင်ရွက်မှုအခြေအနေနဲ့လွှတ်တော်ပြင်ပကဆောင်ရွက်နေတဲ့နိုင်ငံရဲ့လှုပ်ရှားမှုတွေကပြည်သူအကျိုးစီးပွားအတွက်ထိရောက်တဲ့လှုပ်ဆောင်မှုတွေရှိပါသလားဆိုတဲ့အမြင်ကိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာလွှတ်တော်နိုင်ငံရေးကိုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလာဆွေရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ညွညွသိန်းလွှတ်တော်ပြင်ပနိုင်ငံရေးကို88မျိုးဆက်ငင်းကြဲရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်းကဦးကိုကိုကြည်နဲ့ Triangle အမျိုးသမီးအဖွဲ့က Director မခင်လေးတို့ကဦးဆောင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။အရင်းနိုင်တဲ့အချက်ကတော့ကျမတို့လွှတ်တော်များသည်မတရားသောဥပဒေများကိုပယ်ဖျက်ပေးတဲ့အပိုင်းမှာတော့အမှန်တန်အားနေပါတယ်။ ဒီသူတို့ရဲ့အကျိုးစီးပွားတွေကိုလက်တွေ့ကျကျအကောင်ဖယ်ဖို့အတွက်လက်တွေ့ကျတဲ့လုပ်ငန်းတွေကိုဆောင်ရွက်တဲ့နေရာမှာတော့အမတန်အောင်အားနေပါတယ်။သို့တော့ပြည်သူ့ဘဝလုံခြုံမှုနော်ခုနကဒါဆရာဒေါက်တာကျော်သူရဲ့စကားလုံးလေးပါပြည်သူ့ဘဝလုံခြုံမှုကိုတော့အတိုင်းအတာတစ်ခုထိပေါ့နော်ဒီမှာလားအတိုင်းအတာတစ်ခုထိလို့စကားလုံးကိုတုံးချက်ပါအဲ့တော့အတိုင်းအတာတစ်ခုထိဒီမှာလို့ဒါလုံခြုံအောင်လုပ်ပေးပါ လွှတ်တော်ပြင်ပနိုင်ငံရေးအဖြစ်အရက်ဖက်အဖွဲ့အစည်းတွေရဲ့ဆောင်ရွက်မှုတွေကိုအစိုးရကတားမြစ်မှုတွေရှိနေသေးတာကြောင့်လွှတ်တော်ပြင်ပနိုင်ငံရေးအားကောင်းလာရေးအတွက်အစိုးရကပူးပေါင်းဆောင်ရွက်ပေးဖို့လိုအပ်နေသေးတဲ့အကြောင်း Triangle မျိုးသမီးအဖွဲ့က Driver မက်ခင်လေးကပြောပါဗျာ။လွှတ်တော်ပြင်ပကျွန်တော်ရဲ့ပြည်သူလူထုရဲ့အတန်လေးเนาะဒီနောက်တော့ CSO တွေရဲ့အတန်တွေကိုအကြံပြုချက်တွေကို လက်ခံပေးမဲ့ပုံမှန်လမ်းကြောင်းเนาะ assess မရှိပါဘူး။ အဲ့လိုမရှိသေးတော့ကျမတို့ဒီဆက်ကိုဆိုးတဲ့ social movement တွေဖြစ်လာနိုင်ပါတယ်လို့တော့ကျမအကြိုပြီးတော့ comment ထုတ်ပြပါတယ်။ပြင်တဲ့နေရာမှာလည်းကျွန်တော်တို့ကတော့ဘုံပြောင်းချင်းချောက်တဲ့ပုံစံမဖြစ်ဘဲနဲ့ပြင်ဖို့အတွက်ကဆွေးနွေးညီလိုက်မှုတွေလုပ်ဖို့လိုပါတယ်။အဲ့တော့မှကျွန်တော်တို့ကဒါကအခြေခံအကြောင်းချက်ကိုပြောတာ။တကယ်တော့ကျွန်တော်တို့ကိုယ်တိုင်ဆိုရင်လည်းရှိတယ်။ Democracy လို့ပြောရင်ကျွန်တော်ရုပ်ောက်ပွဲကိုပဲပြောကြတယ်။ရုပ်ောက်ပွဲဟာမဲဆန္ဒရှင်တဦးချင်းကိုပူဇော်ပြုနေတယ်။ဒါပေမဲ့ ဒီမိုကရေစီအသားချပြုသားနိုင်ငံတွေမှာဒီနည်းလမ်းဟာအဆင်ပြေတယ်။ကျုံးတဲ့လူကလက်ဆွဲမှုဆိုပြီးဆင်းသွားတယ်။တက်တာမှမရှိဘူး။အခုလိုအခုပြောင်းကြာလာမှာသူတို့ကိုဟိုလာကိုချင်းချောက်တဲ့ပုံစံမျိုးမဖြစ်အောင်ကျွန်တော်တို့ဘက်ကလည်းပြီးဆိုင်တယ်။သူတို့ဘက်ကလည်းပဲအပြောင်းလဲအားလုံးကိုဟိုဘုံတိုင်းကောင်းကိုခုလက်တယ်ပဲသာပြီး၁၀ချင်းငါချပြင်တော့ပဲချပြီးမယ်။အပြောင်းလဲမပေါ်မှာပဲတည်တယ်။ဘယ်ချိန်မှဘလို့ပြောင်းပြရမယ်ဆိုတာငါစဉ်းစားထားပြီးသားငါသိတယ်။ဆိုတဲ့ပုံစံမျိုးနဲ့လုပ်ရင်တော့ အဲ့မှာကျွန်တော်တို့ဒီဆက်သွားမယ့်2015 game အတွက်ပေါ့15အလုံးအတွက်ပေါ့အံရရှိတယ်2010ရွေးကောက်ပွဲအပြီးပေါ်ပေါက်လာတဲ့လွှတ်တော်နိုင်ငံရေးမှာအစိုးရရဲ့ပူးပေါင်းဆောင်ရွက်နေမှုတွေရှိခဲ့ပေမဲ့ယခုနှစ်နောက်ပိုင်းအချုပ်ကိစ္စရပ်တွေမှာအစိုးရဘက်ကသဘောထားတင်းမာမှုတွေရှိနေတာတွေကိုလည်းထောက်ပြဝေဖန်ခဲ့ကြပါတယ်။ဒီညီနိုင်ခက်တယ်ဆိုရင်အစိုးရကိုထည့်မတွက်နိုင်တော့ကျွန်တော်တို့တက်ခိုင်းလာတဲ့ NLD ရဲ့ NLD က ။ဒါနဲ့တိုင်းလာကိုယ်တည်းလာလာဖီးစီသူ့ပြန်။သူတို့ကတူလက်စုံစားတော့သူတို့ဝိုင်းလုံဆန်းမှာဘယ်တော့နိုင်လို့လို့ဘယ်နည်းရလို့လို့အဲ့တော့မှလာ2015ကျရင်ဒီလိုလိုလိုလုပ်မယ်ငါတို့လိုလိုလုပ်မယ်တို့တိုင်းကြီးကောင်းလို့လိုလိုလုပ်ကြမယ်။အဲ့ဒါသူတို့လာကိုပြီးတော့တင့်ရော်တဲ့လက်တွေ့ကြတဲ့ဖြစ်နိုင်နေရှိတဲ့အစိုးရကြီးကိုတွားတွားပြီးတော့တောင်းဆိုနေတော့မဖြစ်နိုင်ဘူးလို့ဒီကျွန်တော်ဆွေးနွေးပါ ပြီးခဲ့တဲ့လွှတ်တော်တက်တန်းလေးနှစ်အတွင်းလွှတ်တော်ရဲ့ဆောင်ရွက်နိုင်မှုအခြေအနေတွေကိုပြန်လည်သုံးသပ်ပြီးအခု2015ခုနှစ်မှာလွှတ်တော်ပြပနိုင်ငံရေးနဲ့ပူးပေါင်းလှုပ်ဆောင်ပြီးမြန်မာနိုင်ငံရဲ့ပြောင်းလဲမှုကိုပေါ်ဆောင်နိုင်ရမှာဖြစ်တယ်လို့တက်ရောက်လာသူတွေကသုံးသပ်ကြပါတယ်ရှင်။ FA ရုပ်မြင်သံကြားစီစဉ်တွေကိုဆက်လက်ထုတ်လွှင့်ပေးနေပါတယ်။ဗိုလ်ချုပ်အောင်ဆန်းနှစ်တရာပြည့်မွေးနေ့အထိမ်းအမှတ်ပွဲတော်ကိုဗိုလ်ချုပ်ရဲ့ဇာတိမျိုးဖြစ်တဲ့နတ်မောက်မျိုးမှာစီစီကားကားကျင်းပဖို့ပြင်ဆင်နေကြပါတယ်။ RFA သတင်းတော်ကိုစောတူကတင်ပြထားပါတယ်ရှင်။မကွေးတိုင်းဒေသကြီးနမောင်မြို့မှာ2015ဖေဖော်ဝါရီလမှာကြာရောက်မဲ့ဗိုလ်ချုပ်အောင်ဆန်းနှစ်တရာပြည့်ကိုကျင်းပဖို့ပြင်ဆင်နေကြပါတယ်။ရာပြည့်ပွဲတော်ကိုတနင်္ဂနွေလုံးမှာရှိကြတဲ့ထင်းပေါ်ကြော်ကြားသူတွေအမှုပညာရှင်တွေနဲ့ဇေယျတော်တန်ဃာတော်တွေပါကြွရောက်လာမှာဖြစ်လို့နေထိုင်ရေးကအစ စာရေးတော်ရေးပါအခက်အခဲတွေရှိနိုင်တယ်လို့ပြောပါတယ်အဓိကတော့ကျွန်တော်တို့ဖေဝါရီလ12ရက်နေ့ပြည်တော်စုနေနဲ့73ရက်နေ့မွေးနေ့ပွဲကြီးတော်တော်ကိုစီကားမယ်လို့ယူဆပါတယ်အဲ့တော့ကျွန်တော်တို့မှာဘာအခက်အခဲရှိနေလဲဆိုတဲ့အခါကျတော့ဒီကျွန်တော်တို့မြို့မှာရှိတဲ့စားတောက်ဆိုင်တွေကဥပမာထမင်းဆိုင်ဆိုလို့ရှိရင်လူ200လောက်ဝန်းစားလိုက်ရင်ဆက်ပြီးတော့ကျွေးစီဟာထမင်းမရှိတော့ဘူးအဲ့လိုဝန်းဆောင်ပေးနိုင်တဲ့ဆိုင်က3-4ဆိုင်လောက်ပဲရှိတယ်ခင်ဗျာတဖက်ဆိုင်ဆိုလည်းဒီလိုပဲအလူ150လောက်ကျွေးလိုက်ရင်သူတို့မှလောက်ထားတဲ့မုံတွေပါတယ်ကုန်လုံးကုန်သွားမှာငွေရှိတော့လဲပဲ စားတော့တွေဝဲစားလို့မရတဲ့အခြေအနေမျိုးဖြစ်သွားနိုင်တယ်လို့ကျွန်တော်တို့ကအမှန်ဆထားတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကအဲ့ဒီမှာတော့အိမ်တွေကနေပြီးတော့တိမ်ကို၃ထုတ်တန်နိုင်တန်နိုင်၄ထုတ်တန်နိုင်တန်နိုင်၅ထုတ်တန်နိုင်တထုတ်တန်နိုင်တန်နိုင်ထမင်းတုတ်ခလေးတွေဝေဝေကြမယ်ဆိုရင်ကျွန်တော်တို့ကောင်းမယ်ဒါဒီလိုလေးကျွန်တော်စဉ်းစားမိတဲ့ဒါလေးကိုတော့ကျွန်တော်တို့ကြော်ညာချက်ထုတ်မှာပါအဲ့နီးတဲ့ခါကျရင်ကျွန်တော်တို့အဲ့လိုစိတ်ကူးထားပါတယ်။မွေးနေ့ရှင်ဖြစ်တဲ့ဘိုးကျောင်းဆန်ကြေးရုံနဲ့ဝင်းချံကိုလည်းပြုပြင်နေကြပါတယ်။ ဒီကြေးရုပ်ကြီးကိုကျဲထားတာ1980ကနေပြီးတော့စပြီးတော့တည်ခဲ့မယ်နှစ်ပေါင်း40လာကျော်ခဲ့တယ်ကျွန်တော်တို့ကြီးကြီးမားမားပြင်ဆင်ထိမ့်သိမ်းနိုင်တဲ့အတိုင်းတမရှိခဲ့ဘူးဟုတ်လားအကြောင်းကြောင်းတွေကြောင့်ကျွန်တော်တို့မပြင်းနိုင်ခဲ့ဘူးဒါပေမဲ့အခုချိန်ကျတော့နှစ်ပေါင်း100ပြည်လာပြီဘိုလ်ချုပ်ဆိုတာမြန်မာပြည်မှာလည်းဘိုလ်ချုပ်အောင်ဆန်းတယောက်ပဲရှိခဲ့အမျိုးသားကောင်းဆောင်တော့ကျွန်တော်တို့ကကျွန်တော်တို့မျိုးကမွေးဖွားပေးလိုက်တယ်ကျွန်တော်တို့မှာတော့တနိုင်ငံလုံးမှာဒီဘိုလ်ချုပ်နဲ့ပတ်သက်တဲ့လွတ်လပ်ရေးယူပေးတဲ့အတွက်ကျေးဇူးတွေရှိတယ်ကျွန်တော်တို့တာဝန်မကြေခဲ့ကြဘူး ခုချိန်ကျတော့အော်တို့လဲဒါနှစ်တရာပြည့်ဘုချုပ်ကျေးရုပ်ကြီးဒါတည်ထားတာလဲ1980ကနေပြီဆိုတော့နှစ်ပေါင်း45နှစ်ဖြစ်သွားပြီဒီချိန်မှာကျွန်တော်တို့ကဒီဘုချုပ်ရဲ့တမိုင်းအမွေကိုကျွန်တော်တို့ထိန်းသိမ်းရလိမ့်မယ်ဒါပေမဲ့အချုပ်ကိစ္စရတွေကိုတတ်နိုင်သူတွေကကူညီဆောင်ရွက်ပေးစီလိုတယ်လို့ပြောပါတယ်ရေသန့်ဆက်ယုံပိုင်ရှင်များကလည်းအကယ်၍များလုပ်ပြနိုင်မယ်ဆိုရင်တော့ရေသန့်လေးပါလိကျွန်တော်တို့စီမှာလာပြီးတော့လူရမယ်ဆိုရင်တော့ကောင်းပါပဲလို့ကျွန်တော်တို့ကအဲ့လိုစဉ်းစားမိတဲ့အတွက်ဒါလေးကိုလည်း ကျွန်တော်ကောမဒီနေနဲ့မြေတားရခံနေပါတယ်နောက်တစ်ခုကကျွန်တော်တို့မြို့မှာတက်ခုခန်းဆိုတာလည်းမရှိပါဘူးဧည့်သည်ဆောင်တွေများလာလို့ရှိရင်ကျွန်တော်တို့မှာနေရာကက်ကက်ရှိပါတယ်ဆရာတော်တန်ခါတော်များလည်းလာကြမှာဖြစ်ပါတယ်အဲ့တော့တက်နိုင်သမျှတော့ကျွန်တော်တို့မြို့မှာရှိတယ်ဘုန်းတော်ကြီးကျောင်းများဆရာတော်များကိုလျှောက်ထားပါတယ်အဲ့တော့ကျန်တဲ့ပုဂ္ဂိုလ်များကိုလည်းကျွန်တော်တို့ကဒီဘုန်းကြီးကျောင်းတွေမှာနေရာချထားမှာဖြစ်ပါတယ်အပြင်တချို့အိမ်တွေမှာပေါ့အိမ်ကျဲတဲ့လူများကလည်းဝိုင်းဝန်းပြီးတော့ဆရာတော်ကူညီကြပါလာတဲ့ဧည့်သည်တွေကိုလက်ခံပြီးတော့ ဆောင်ရွက်ပေးပါလို့ကျွန်တော်တို့တစ်မျိုးလုံးတော့အခုနှိုးဆော်ထားမှာဖြစ်ပါတယ်။ပုံကျုပ်ရပြီပွဲတော်ကတော့ဖေဖော်ဝါရီလ9ရက်နေ့မှာစတင်မှာဖြစ်ပြီးဟောပြောပွဲတွေ၊ကြပြာရွေးပွဲတွေ၊ဇာတ်ပင်သေကြီးစားနဲ့တိုင်းရင်းသားရွေးရရင်ကျင်းမှုတွေပါပါဝင်ပြီးမွေးနေ့ဖြစ်တဲ့ဖေဖော်ဝါရီလ13ရက်နေ့ထိစီစီကားကားနဲ့ကျင်းပသွားမယ်လို့သိရပါတယ်ခင်ဗျာ။အခုထုတ်လွှင့်ပေးမှာကတော့ RFA ကိုရေးတဲ့စာပေးတဲ့စာအစီအစဉ်ပဲဖြစ်ပါတယ်။ကျမတို့ဝိုင်းတော်သူမခင်ခင်ဤကတင်ဆက်ထားပါရရှင်။ မင်္ဂလာပါရှင် RFA ကိုရေးတဲ့စာပေးတဲ့စာစီစဉ်ကနှုတ်ခွန်းဆက်ပါတယ်ဒီဘက်စီစဉ်မှာရင်းဦးဆုံးကြားပြည်နယ်ဘက်ကရင်ဖွင့်လာတာကိုတင်ပြပေးမှာပါလိုက်ကောမျိုးဟာဒေသခံတူကသူဟာတဲ့လွန်ခဲ့တဲ့နှစ်ကရှိတဲ့ပစံကလေးတွေကိုစုပြီးကားတစ်စီးဝယ်ပါတယ်တဲ့ပြီးတော့အဲ့ဒီကားကိုခီးတဲ့တင်လိုက်မှပြေးဆွဲခဲ့ပါတယ်တဲ့ ဒီကားဝယ်တာကိုတဲ့အမီပေါက်လိုချင်လို့အခွန်ယုံမှာအခွန်ဆောင်မှုသွားပါတယ်တဲ့အဲ့ဒီမှာသူကားမွယ်ခင်ကာလအချိန်တွေကိုပါထက်ထွက်ပြီးတော့အခွန်15သိန်းလောက်ဆောင်ရမယ်လို့ပြောပါတယ်တဲ့ဒါနဲ့သူကဘာလို့အခွန်များတာလဲသူများတွေလည်းအဲ့လောက် မပေးရဘူးလို့ဆိုတော့ငါးနှစ်စာလုပ်ငန်းလုပ်ခဲ့တာကိုဆောင်ရတာလို့ပြောပါတယ်တဲ့သူလည်းဘာလို့ရမှန်းမသိလို့နီးစပ်ရာကားပိုင်ရှင်တွေကိုမေးကြည့်တဲ့အခါမှာညှိရင်ရတယ်လို့ပြောကြတဲ့အတွက်ငွေတသိန်းကိုစာအိတ်နဲ့ထည့်ပြီးတော့ပေးလိုက်ပါတယ်တဲ့အဲ့ဒီအခါကျတော့ ားအတွက်အခွန်ဆောင်ရတာ9သိန်းလောက်ပဲကျပါတော့တယ်တဲ့သူ့အနေနဲ့ပေါ့လေအခုလိုမဆိုင်တာတွေကိုထည့်ပြီးအခွန်ဆောင်ခိုင်းတာရဲ့နောက်ဒီငွေပေးမှအဆင်ပြေတာရဲ့ကိုမချေနဲ့တဲ့အတွက်အခုလိုရင်ဖွင့်ရခြင်းဖြစ်ပါသည်လို့ရေဆိုလာပါတယ်ရှင်မကွေးတိုင်းကရင်ဖွင့်လာတာကိုလည်းပြောပြကြပါရစေ။မကွေးတိုင်းဒေသကြီးစလင်းမြို့နယ်တညောင်ရဲစခန်းအပိုင်နယ်မြေမှာတဲ့စခန်းကရာရှိတအူးဟာအရက်အလွန်ကြွန်တောက်စားအာနာပြချင်းချောက်ပြုလုပ်နေတာကြောင့်တဲ့ ။တညောင်ကျေးရွာနဲ့အဲ့ဒီနယ်တဝက်ကဒေသခံပြည်သူတွေဟာစိတ်တော့ကရောက်နေရပါတယ်တဲ့။အဲ့ဒီရဲရရှိဟာနယ်မြေအတွင်းမှာလှည့်လည်ပြီးရဲအေးပိုင်တဲ့အမှုတွေကိုအထက်လူကြီးတွေမသိအောင်လက်ချိုးပြီးတော့လက်စားပြီးတော့ပြစ်ဒဏ်အနေလွတ်ကင်းအောင် ပြုလုပ်နေပါတယ်တဲ့။ ပြီးခဲ့တဲ့အော်တိုဘာလအတွင်းကဆိုလို့ရှိရင်ဒီတညောင်းအုပ်စုတက်ကုန်းရွာမှာတဲ့မြို့ကန်တအူးနဲ့ဆလေကလာတဲ့ရင်မောင်းတအူးနဲ့ပြဿနာဖြစ်တာမှာနှစ်ဦးနှစ်ဖက်ပြေးလဲသွားတာတော့မှသူကမြို့ကန်ကိုလက်ထိတ်ခတ်ခေါ်သွားလို့အဲ့ဒီမြို့ကန်ကလက်ထိတ်ဖြုတ်ပေးဖို့ပြောတော့၃သိန်းတောင်းပါတယ်တဲ့နောက်ဆုံးတော့ညှိနှိုင်းပြီးတော့၂သိန်းနဲ့အစင်ပြေသွားပါတယ်တဲ့ဥပဒေနဲ့အကျွမ်းတူဝင်မရှိတဲ့လူမှုအပေါ်မှာတဲ့ကုညီပြရစီဆိုတဲ့ရဲတပ်ဖွဲ့ဝင်ကအရာရှိတွေရဲ့အခုလိုလောက်ရက်တွေကိုတဲ့ ဒေသခံပြည်သူတွေအနေနဲ့စိတ်နှလုံးမချမ်းမြေ့ရတာကြောင့်ပေါ့လေဒီပြုပြင်ထိမ့်သိမ့်ပေးစီလိုကြောင်းနိုင်ငံတော်သမ္မတကြီးနဲ့ရဲချုပ်ကြီးသိရှိရန်တင်ပြပါသည်ဆိုပြီးရင်ဖွင့်လာပါတယ်ရှင်။နေပြည်တော်ကလက်သိမ်းခံရတဲ့တောင်သူတူရဲ့ရင်ဖွင့်တန်ကိုလည်းတင်ပြပေးကြပါမယ်။ကျွန်တော်မောင်လှဝင်းရဲ့ဘိုးဘွားမိဘပိုင်ဥပိုင်အမှတ်136နှစ်ကိုင်းအမှတ်1864မကြီးကုန်းမကြီးကုန်းကလေယာမြေတွေကိုတဲ့ ရန်ကုန်မန္တလေးအမြန်လန်းကြီးဖောက်လို့ရမှာရခင်အစိုးရလက်ထက်ကနစ်နာကြီးတစုံတရာမပေးဘဲနဲ့တင်ယူခဲ့ပါတယ်တဲ့အခုနိုင်ငံတော်သမ္မတကြီးအစိုးရလက်ထက်မှာလည်းဒီအမြန်လန်းမကြီးဘေးကနေပြီးတော့ဒီကုံစီလန်းဆိုတဲ့အမည်နဲ့နစ်နာကြီးတစုံတရာမပေးပြန်ဘဲနဲ့အဲ့ဒီမြေခွက်တွေကိုလန်းတလန်းထပ်ပြီးတော့ဖောက်ပြန်ပါတယ်တဲ့ ဒါအပြင်လမ်းဘေးဧရိယာပေ200ဝင်းနေတယ်ဆိုပြီးတော့ဘိုးဘွားပိုင်ကျွန်တော်မြေတွေကိုတဲ့အတင်းအဓမ္မချင်းချောက်သိမ်းယူနေပါတယ်တဲ့နိုင်ငံတော်သမ္မတကြီးအနေနဲ့တန်ရှင်းသောအစိုးရဖြစ်ဖော်ဆောင်နေချိန်မှာတဲ့အခုလိုအောက်ခြေမှာမတရားတာတွေပြုမှုနေတာတွေကိုအရေးယူဆောင်ရွက်ပေးပါရန်လေးစားစွာတင်ပြပါသည်ဆိုပြီးရင်ဖွင့်လာပါတယ်ရှင်အခုတစ်တော်ဌာနကရဲမေတအူးရေးလာတဲ့စာကိုပြောပြမှာပါ ကျမကတစ်တော်ကရဲမေတူဖြစ်ပါတယ်တဲ့ဇာတိကရခိုင်ပူးသီးတောင်ကပါတဲ့ကျမရဲ့အမျိုးသားအခုရန်ကုန်မှာတာဝန်ကျတော့ကျမလည်းရန်ကုန်မှာလိုက်ပြီးနေရပါတယ်တဲ့အခုပြောချင်တာကကျမတို့အိမ်တောင်တဲ့ရဲမေတွေရဲ့ခန်းစားချက်ဖြစ်ပါတယ်တဲ့ကျမတို့တွေဟာတဲ့လင်းယောက်ျားရဲ့လဆာနဲ့မလုံလောက်ကြပါဘူးတဲ့အဲ့ဒီတော့ဆက်ယုံအလုတ်ယုံတွေမှာအလုတ်ဆင်းရပါတယ်တဲ့အလုတ်ကတင်းငွေတည့်ရပဲပိတ်ပါတယ်တဲ့ ကျမတို့အိမ်တောင်တဲ့ line တွေကိုတဲ့တက်ဖွဲ့မှုရဲ့ဇနီးကပိတ်ရက်တွေမှာ လာပြီးတော့စစ်တက်ပါတယ်တဲ့ကျမမှာတပတ်လုံးအလုပ်လုပ်ပြီးတရက်တောင်မနာပဲတပတ်စာတန်ရှင်းရေးလုပ်ထားရပါတယ်တဲ့သူကလိုင်းငန်းတွေကိုစစ်ပြီးတော့ကျမတို့ကိုအုတ်ကြားမျက်ပေါက်လို့နှိမ်ချပြောသွားတာလဲကြုံရပါတယ်တဲ့စနေနေ့ဆိုလို့ရှိရင်အတင်းအဓမ္မအလုပ်စေခိုင်းတာတွေလဲကြုံရပါတယ်တဲ့ ရုံးပိတ်ရဲ့မိသားစုနဲ့အတူဖျားဖူးခွင့်တောင်းတာလဲပေးကျင်တဲ့သူတွေကိုပေးပါတယ်တဲ့ကျမတို့တခါမှမရခဲ့ပါဘူးတဲ့ဒါကိုရဲချုပ်ကြီးသိစေချင်ပါတယ်ဆိုပြီးရင်ဖွင့်လာပါတယ်ရှင်ဒီတစ်ပတ် RFA ကိုရေးတဲ့စာပေးတဲ့စာစီစဉ်ကိုဒီမြတ်နဲ့ရန်နာခွင့်ပြပါရှင်ကြည့်ရှုကြတဲ့အတွက်ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ပါတယ် 2015ခုနှစ်ဇန်နဝါရီလတတိယဘက်အတွက် RFA သတင်းမဂ္ဂဇင်းစီစဉ်တွင်လည်းဒီမှာပြီးဆုံးပါပြီကြီးစုကြတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစီရှင်